အစိမ့်ဝိညာဉ်ဖယ်ရှားဖို့တွေးကြောတွေတဲ့အထိမီးတောက်တွေကိုပိုးလွတ်လိုက်တဲ့အချိန်မှာတော့အလွန်အဆိုင်ပြီးလိုက်ရှာနေရတဲ့အတွက်ယွင်ချဲလဲအာယုံဆူဆိုက်ထားနေပါတယ်။ရှာတွေ့သွားတဲ့အချိန်မှာတော့အစိမ့်ဝိညာဉ်ကိုအားနဲ့ဆွဲယူမိလိုက်လို့အပြင်ဘက်မှာပါချူးရွက်ချံမျက်နှာကိုသွားကိုက်မိနေခဲ့တာကြောင့်ဆဲအိမ်ပြင်ပထိလွင်ထွက်သွားခဲ့ရပါတော့တယ်။ချူးရွက်ချံကလည်းစော်ကားတဲ့အထင်းနဲ့တမလို့ဟန်ပြင်းလိုက်ပြီးကမှအစိမ့်ဝိညာဉ်ကိုလက်ထဲမှာတွေးလိုက်တာကြောင့်ရေခဲစုချုံကိုပြန်ရုပ်သိမ်းလိုက်ပါတယ်။ ပြန်တရီရလာချိန်မှာတော့အသက်ပြန်ရှင်လာမယ်လို့တောင်မထင်ထားခဲ့ဘူးဆိုပြီးယွင်ချေကပြောလိုက်တယ်လို့သူ့ဆွမ်းအားနဲ့တိုက်ခိုက်ခံရတာတောင်သုံးရက်ထဲနဲ့ပြန်သက်သာလာတဲ့လူကိုလည်းမတွေ့ဘူးဘူးဆိုပြီးတစ်ဖက်ကပြန်ပြောပါတယ်။ဒါကြောင့်ယွင်ချေဟာဆန်အိန်တော်ရဲ့တပည့်ရောဟုတ်ရဲ့လားဆိုပြီးမေးတဲ့အခါကံကောင်းသွားလို့ပါဆိုပြီးမိကွန်းရှောင်းလိုက်တယ်လို့ဟိုတနေ့ကကိစ္စတွေကလည်းမတော်တဆဖြစ်သွားတာဆိုပြီးရှင်းပြလိုက်ပါတယ်။ တုံးရကြတဲ့အထိဘေးနားကနေကုသပေးနေခဲ့တယ်လို့ဂမ်ဘီယာဆွမ်အားတွေလည်းပြင်ဖြစ်ပေးနေခဲ့မှန်းသိလိုက်တာနဲ့ရေခဲတုံးလိုအေးဆက်နေတဲ့သူတယောက်ကနှလုံးသားတော့နှွေးထွေးသားပဲဆိုပြီးတွေးမိလိုက်ပါတယ်။ယွင်ချဲလဲပြန်ကောင်းလာပြီဖြစ်တာမို့ဆက်နေနေဖို့မလိုအပ်တော့တယ်လို့သူတို့ရဲ့ဂတိကိုလည်းမှတ်ထားမှဖြစ်ကြောင်းပြောရင်းထွက်သွားပါတော့တယ်။လာချင်းတယ်လို့လာပြီးထွက်သွားချင်းတယ်လို့ထွက်သွားနေတာကြောင့်တိတ်တရားလွန်လာပဲဆိုပြီးပြောနေခဲ့တယ်လို့အုံပြုတဲ့ကျင့်စဉ်ကိုအကဲခတ်ကြည့်ရရင်ပြီးရင်နန်းတော်ကဖြစ်နိုင်တယ်ဆိုပြီးအေးဆက်လွန်လာတဲ့နမိမယ်လေးအကြောင်းကိုတွေးနေခဲ့ပါတော့တယ်။ တွေးနေရင်ချင်းကတယောက်အခုချိန်ဗာများလုံးနေမလဲဆိုပြီးဇနီးဖြစ်သူကိုလည်းတတိယလာမိချိန်မှာပဲအယူကောင်ဖွင့်ချောင်းပြီးရှောက်ကူညီတာတေတော့မလို့နည်းနည်းလေးပဲလို့ရဆိုပြီးမော်လီလည်းထွက်လာခဲ့ပါတယ်အခုလိုအသက်ရှင်နေသေးတာကလည်းမဟာဗုဒ္ဓနီးစနစ်ကြောင့်ဖြစ်လို့အပြင်းထုမနေပဲအခုပဲသွားလေးကျင့်ဖို့နေရဆွေးရင်ခေါ်နေခဲ့ပါတော့တယ်ယွင်ချေကတော့ဖွင့်ချောင်းခြင်းလို့ကူညီလိုက်တာမျိုးမဟုတ်ပဲအကျိုးလို့လို့ညောင်ရီလောင်းလိုက်တာဆိုပြီးရှင်းပြနေခဲ့တယ်လို့လူမမာကိုညင်တာပါအောင်ဆိုပြီးညှဉ်းညွနေခဲ့ရပါတယ် ဒီလိုနဲ့ပဲမဟာဗုဒ္ဓနိစနစ်ကိုနေ့စဉ်ရက်စလေးကျင့်နေခဲ့လိုက်တာကြွတ်သားတွေတက်မလာခဲ့သလိုခန္ဓာကိုယ်တစ်ခုလုံးကလည်းပုံမိုကြန့်ခိုင်လာခဲ့ပြီးနှစ်လပြည့်ပြီးတဲ့နောက်မှာတော့ပထမအဆင့်ကိုအောင်မြင်သွားပါတော့တယ်အလွန်လေးလံတဲ့ဓာကြီးကိုလည်းအဆင်ပြေပြေခြိုင်နိုင်သွားပြီဖြစ်သလိုကျင့်ကြံမှုကလည်းစစ်မှန်ခြင်းဒုတိယအဆင့်ရောက်ရှိသွားခဲ့ပေမဲ့တိုက်ပွဲထဲမှာတိုက်ခိုက်ဖို့ကတော့အဆင်ပြေအောင်မှာမဟုတ်ပါဘူးဒါကြောင့်ဓာနဲ့လူတသားတည်းဖြစ်နေဖို့အတွက်နောက်တစ်လလောက်လေ့ကျင့်ဖို့လိုအပ်သလိုအခုလိုမျိုးစွမ်းအားတိုးလာတာကိုလည်းမူးယုံကြီးမသိဖို့လိုအပ်ပါတယ် အခုလိုမျိုးစေးဆက်သတိထားတတ်တဲ့ယွင်ချဲပုံစံကိုမြင်တော့မောလီကလည်းအချိန်တိုင်းမောက်မာတဲ့လူတစ်ယောက်ဟာအခုလိုမျိုးသတိကြီးတတ်ပါလားဆိုပြီးဘေဟာကယွင်ချဲရဲ့တကယ်ပုံစံအစ်စ်လဲဆိုတာခံမှန်းမရနိုင်ဖြစ်နေရပါတယ်။တကယ်တမ်းမှာကယွင်ချဲဟာလူများရှိမှတော့မောက်မာဝန်ကြွားပြီးအထင်းကိုမဲ့တဲ့လူမျိုးပြုမှုနေထိုင်တတ်ပေမဲ့အရာရာတိုင်းကိုအမြဲတည်းထားပြီးနေထိုင်တတ်သူတစ်ယောက်ဖြစ်ပါတယ်။တိုက်ပွဲချင်းဆိုချက်ကတလားလောက်ပဲကြံတော့တာမို့ဒါတိုင်းတစ်ခုကိုတင်ကြပေးမယ်ဆိုပြီးအကိုဖြစ်သူအသုံးပြုခဲ့တဲ့ကောင်းကင်ဝင်ပလွေကျင်းထောင်ဒါတိုင်းကိုတင်ကြပေးလိုက်ပါတော့တယ်။ ဒီလိုနဲ့တိုက်ပွဲရက်ကိုရောက်ရှိလာခဲ့တဲ့အခါပွဲကြည့်သူတွေကတော့သုံးကွက်အတွင်ယွင်ချေရှုံးလိမ့်မယ်ဆိုပြီးခက်မန်းဝေဖန်လေကံနေခဲ့ကြသလိုရောက်ဖဖြစ်သူကိုလောင်ပြောင်းနေကြလို့ယောမကလည်းတွားတိပြစ်မယ်ဆိုပြီးတတိတွေသိရှိနေခဲ့ပါတယ်။စင်းမြင့်ပေါ်မှာလည်းရှုံးဖို့အစဉ်တင်ဖြစ်ပြီလားဆိုပြီးမူယုံကြီးကမင်းနေခဲ့သလိုယွင်ချေကလည်းတိုက်ခိုက်ကြဖို့အတွက်လက်နက်ထုတ်ခိုင်းလိုက်တဲ့အခါမင်းအစင်းလောက်ကိုတော့မလိုအပ်ဘူးဆိုပြီးနှိမ်ချလိုက်ပါတယ်။ပြောထားတဲ့အတိုင်းပြိုင်ပွဲအဆုံးထိလက်နက်မထုတ်ဖို့မျှော်လင့်ပါတယ်ဆိုပြီးပြောလိုက်တဲ့အချိန်မှာပဲပြိုင်ပွဲစတင်ဖို့ကြေညာမောင်းထုတ်လိုက်ပါပြီ။ ယွန်းချဲနဲ့မူယုံကြီးတို့ကြားမှာကြင့်ကြံစဉ်အဆင့်သေး90လောက်ကွာခြားနေကြတာကြောင့်ယွန်းချဲနိုင်ဖို့ဖြစ်နိုင်ပါမလားဆိုပြီးဆရာချင်းကမေးတဲ့အခါယုံကြည်မှုရှိနေတဲ့ယွန်းချဲပုံစံကိုကြည့်ရရင်တော့မဖြစ်နိုင်ဘူးထင်တာတွေကိုလုံးပြနိုင်မှာပါဆိုပြီးကျန်တဲ့ဆန်အိမ်သခင်ကယွန်းချဲအပေါ်ယုံကြည်ချက်ရှိနေခဲ့ပါတယ်။လာခဲ့ဆိုပြီးမူယုံကြီးဘက်ကစိန်ခေါ်လိုက်တာနဲ့မျက်စံနဲ့အချိန်တွေနဲ့အတူလေဘောခုံတက်လာခဲ့ပြီးလက်တီးတစ်ချက်ထိုးချက်လာတဲ့အခါဒီအဆင့်လောက်လေးနဲ့များထိတ်တိုက်ရင်ဆိုင်ကျင်နေတယ်ဆိုပြီးလောင်ပြောင်နေခဲ့ပါတယ်။ ဒီလိုမျိုးလောင်ပြောင်းနေခဲ့တယ်လို့လက်ကလည်းအကာအကွယ်တွေကိုဖန်တီးလိုက်ပေမဲ့ယဉ်ချစ်တိုက်ခိုက်မှုတွေအောက်မှာတခုချင်းပြစ်စည်းလာခဲ့ရတာမျိုးအတန်တိတ်ပြီးမျက်နှာပြက်သွားခဲ့ရပါပြီ။လက်တီချင်းနဲ့ထိတ်တိုက်ရင်ဆိုင်လိုက်ရချိန်မှာတော့အပြင်းလွန်းတဲ့ဆွမ်းအားတွေကိုစက်တောက်မခံနိုင်တော့ပဲအဖြစ်ဆွမ်းအားတွေပေါက်ကွဲထွက်ကာနှစ်ဖက်စလုံးပြန်ကန်ထွက်လာခဲ့ကြပါတယ်။ဒါကိုမြင်တော့မူယုံကြီးပြိတ္တတွေကယဉ်ချစ်ဆိုးတဲ့ကောင်ကိုဘာခွင့်ရေးမှပေးမနေနဲ့အတိတ်ပြစ်ဆိုပြီးအော်ဟစ်အားပေးနေခဲ့ကြတယ်လို့မူယုံကြီးလည်းအခုကျမှအလေးနဲ့ထားလာခဲ့ပါပြီ။ ။ဘာဖြစ်လို့မုံကုတ်နေရတာလဲတကွက်ပဲရှိသေးတာအရင်လိုမျိုးဆက်မရည်နေတော့ဘူးလားဆိုပြီးယွန်ချေကမေးတော့ပျော်မနေစမ်းနဲ့တင်ကန်းစာပေးပြမယ်ဆိုပြီးမူယုံကြီးလည်းအန်ကိုကြိတ်ပြီးစွမ်းအားတွေထုတ်ဖော်လိုက်ပါတော့တယ်။အရေးဖန်းချီလန်တိုင်းနဲ့အမြန်ပြေးဝင်လာပြီးယွန်ချေလက်သီးချက်ကိုရှောင်တိန်လိုက်တဲ့အပြင်အနောက်ကနေရုတ်တရက်ပိတ်ထိုးလိုက်လို့ယွန်ချေလည်းအမြန်တားဆီးလိုက်ရပါတယ်။ မူယုံကြီးဘက်ကတကယ်တိုက်ခိုက်လာချိန်မှာတော့ပေါ်လိုက်ပြောက်လိုက်ဖြစ်နေခဲ့သလိုအရက်မျက်နှာတိုင်းကနေအလင်းတန်းတစ်ခုလိုတိုက်ခိုက်နေပေမဲ့ယွင်ချေကတော့ဒုတိယမြောက်အကွက်ကိုဒါစီဘီကလေးကခန္ဓာကိုယ်နဲ့ပဲခုခံပေးထားလိုက်ပါတော့တယ်။ဒုတိယမြောက်တွေ့ဆုံမှုပြီးသွားတဲ့အချိန်မှာတော့တိုက်ခိုက်တဲ့လူကမောပန်းနေခဲ့ရပေမဲ့ခုခံတဲ့လူကတော့ကြောက်တိုင်ကြီးတစ်ခုလိုမျိုးမာမမတ်မတ်ရက်နေခဲ့ပါတယ်။ ဒါကိုမြင်တော့ကြည်နေတဲ့ပြိတက်တွေနဲ့အတူမူယုံကြီးကိုယ်တိုင်ကပါမဖြစ်နိုင်ဘူးဆိုပြီးရေယုမိနေခဲ့တယ်လို့အစင်းနှိမ့်နေတဲ့လူတယောက်ကလက်ရည်တူရှင်ပြိုင်နေခဲ့လို့အတိတ်ပဲမရှိလိုက်တာဆိုပြီးဆရာကျင်လဲတကိုယ်တည်းပြောနေမိပါတယ်။လူများရှိမှအချက်ကွဲနေရတဲ့မူယုံကြီးကလည်းစွမ်းအားတွေထုတ်ဖော်လိုက်ပြီးနောက်တစ်ခေါက်ခုန်ဝင်လာတဲ့အခါယွင်ချေကလည်းထိတ်တိုက်ရင်ဆိုင်လိုက်ပြီးသူ့ဘက်ကနေတောင်ပြန်လဲတိုက်ခိုက်လာခဲ့ပါတော့တယ်။ မူယုံကြီးရဲ့တိုက်ခိုက်မှုတွေကိုအမြန်ရှောင်တိနေခဲ့တယ်လို့ပြန်ထိုးထုတ်ပေးလိုက်တဲ့လက်တီချက်တိုင်းကလည်းထိလိုက်ရင်တော့ဆွေမျိုးတွေပါမေးသွားနိုင်တာမို့ဒီအတိုင်းဆိုအခြေအနေမကောင်းတဲ့အတွက်လက်နဲ့ထုတ်ယူလိုက်ပါတော့တယ်။ယောက်ျားတစ်ယောက်ဆိုတာပြောထားတဲ့အတိုင်းမူယုံကြီးလိုမျိုးဂရိတီတင်တယ်လို့လက်နဲ့ရလာတဲ့နောက်မှာတော့တိုက်ခိုက်မှုတွေပါပုံမမြင်လာတဲ့အတွက်မထီအောင်အမြန်ရှောင်တိနေခဲ့ရပါတယ်။ လေထဲခုန်တက်ပြီးလက်ပလာနဲ့ပြန်တိုက်ကြည့်ပေမဲ့အခြေအနေမကောင်းတာကြောင့်တွန်းကက်အားနဲ့အတူတူအနောက်ဘက်ကိုပြန်ဆုတ်လာချိန်မှာပဲတေးလိုက်ဆန်းဆိုပြီးလေထဲကနေလမ်းနဲ့ထိုးဆိုင်ချက်လာတဲ့မူယုံကြီးရဲ့လန့်ချက်ကြောင့်ကွင်းပြင်တစ်ခုလုံးပေါက်ကွဲထွက်ကုန်ပါတော့တယ်။ယင်ချက်တယောက်အမြန်ရှောင်းတိမ့်လိုက်နိုင်တဲ့အချိန်မှာပဲနတ်ဖျားရဲ့အရေးငကားပြရဲ့ပိုင်နှက်ပင်လေတိုက်ွက်ကြောင့်ပုတ်ကာတီကရှောင်းတိမ့်လိုက်ရင်အနောက်ဘက်ကိုလွင့်ထွက်လာခဲ့ရပါတော့တယ်။ အသက်မတည်အောင်ရှောင်တိန်လိုက်နိုင်ပေမဲ့လက်မောင်းမှာတော့ဒဏ်ရာရရှိသွားပြီဖြစ်တာမို့ကိုထက်အစင်းနေတဲ့ဂျူနီယာတယောက်နဲ့ရှင်ပြိုင်တာတော့လက်နက်ကိုအလင်းငိုက်အသုံးပြုရသလားဆိုပြီးဆန်အိန်တခင်ကမူးယုံကြီးကိုစူပါတော့တယ်။လူတချို့ကပြိုင်ပွဲပြီးသွားပြီလားမင်းနေခဲ့ကြတယ်လို့ရွှေရိုးတို့ကတော့အလွန်စိုးရိမ်နေခဲ့ကြပြီးသူ့စီကိုပါသွားချင်နေခဲ့ကြပါတယ်။ငကားပြရဲ့ပိုင်နက်ပင်လက်တိုက်ကွက်ဆိုတာကမူးယုံမိသားစုရဲ့အစွမ်းထက်တိုင်းပညာဖြစ်ပြီးတိုက်ခိုက်ခံရတဲ့လူကဒေလောက်တဲ့ထိစုပ်ပြတ်သက်သွားမှဆိုပေမဲ့ယွင်ချေကတော့ပြန်ထလာနိုင်ခဲ့ပါတယ်။ ယွန်ချေဘက်ကနေဒနာယီလာဒါသခင်အသုံးပြုခဲ့တဲ့ယေဒနာဆန်အင်းရဲ့ကောင်းကင်အစင်သားကြီးထွက်လာချိန်မှာတော့မြေပေါ်ကျလာတဲ့အရှိဟုံလောက်နဲ့တင်ပဲလူတချို့ကကာကွယ်ထားလိုက်ရပါတယ်။ဒီသားကြီးကိုဆန်အင်းတော်တစ်ခုလုံးမှရှိနေကြတဲ့လူတိုင်းနှိပါတိကြပေမဲ့ကီလိုဂရမ်3900လောက်ရှိနေတာမို့ဘသူကမှအခုချိန်ထိအသုံးမပြုနိုင်ကြတဲ့အတွက်ဒီမြင်ကွင်းကိုမြင်တဲ့အခါအလွန်အံ့ဩနေခဲ့ကြပါတယ်။သုံးသားတဲ့နဲ့ဘလိုတောင်လေ့ကျင့်ခဲ့ရလဲဟာဆိုပြီးဆန်အင်းသခင်ကပြောနေခဲ့သလိုပြိုင်ပွဲထဲမှာလည်းအရှက်မရှိတဲ့ကောင်ကိုအားနာမနေတော့ဘူးဆိုပြီးယွန်ချေကလမ်းပြောလိုက်ပါတယ်။ ဒီစကားကြတော့မူယုံကြီးလေရေမောလိုက်ပြီးမင်းကင်ထားတဲ့လက်နက်ကဓာတ်ချောင်းရောဟုတ်ရဲ့လားဆိုပြီးသူ့လက်ထဲကလန်ကိုအချိန်ပြင်းပြင်းမွေရမ်းပြီးတာနဲ့တိုက်ခိုက်ဖို့ပြေးဝင်လာခဲ့ပါပြီ။ယွန်ချေကလည်းစွမ်းအားကိုစူးစီးလိုက်ပြီးလေဘော့ခုံတက်လာခဲ့ကကောင်းကင်ဝင်ပလွေဓာတ်တိုင်းကိုအသုံးပြုလိုက်တဲ့အခါမှာတော့ငကားနဲ့ဝင်ပလွေလေပြင်းမှာတွေ့သွားခဲ့ကြပါတော့တယ်။တိုက်ခွက်နှစ်ခုတွေ့ဆုံသွားချိန်မှာတော့စွမ်းအင်လေပွေတစ်ခုဖြစ်ပေါ်လာခဲ့တာကြောင့်လူတိုင်းလဲဒီစွမ်းအားတွေနဲ့တိုင်ပတ်နေခဲ့ကြသလိုလေပွေကြီးထဲမှာလည်းသူတို့နှစ်ယောက်အားပြိုင်နေခဲ့ကြပါတယ်။ မူယုံကြီးအသုံးပြုတဲ့လန်တိုင်းပညာကတော့ချမ်ဖုံးဆက်အိမ်တော်ကြီးရဲ့အကောင်းဆုံးလန်တိုင်းကျင့်စဉ်ဖြစ်ပြီးတန့်စင်နဂါအရေးလို့ခေါ်သလိုတာမီးပညာရဲ့လည်းဖြစ်နေခဲ့ကြောင်းစစ်ခုံးတို့ကပြောနေခဲ့ပါတယ်။ပြောနေတဲ့အချိန်မှာပဲတိုက်ပွဲထဲမှာလည်းမူယုံကြီးကဆက်တောက်မခံနိုင်တော့တာမို့လက်နက်ကကန်ထွက်သွားပြီးလူကလည်းယွန်ချေရဲ့အပြင်းပြင်းခုတ်ပိုင်းချက်ကြောင့်မြေပေါ်ကိုဖုံးခနဲပြုတ်ကျလာခဲ့ပါတော့တယ်။လွန်ခဲ့တဲ့တလတုန်းကမော်လီဘက်ကနေကောင်းကင်ဝင်ပလွေကျင်းထောင်တာတိုင်းကျင့်စဉ်ရဲ့အခြေခံလောင်းတဲ့ပထမအဆင့်ဖြစ်တဲ့ကောင်းကင်ဝင်ပလွေဖြတ်တောက်ခြင်းအဆင့်ကိုတင် जा ပေးခဲ့ပါတယ်။ ယွန်ချဲရဲ့လက်ရှိကျင့်ကြံမှုလောက်မှာတော့ပထမဆင်းလောက်ကလုံလောက်နေပြီဖြစ်တယ်လို့ထွက်ပေါ်လာမဲ့စွမ်းအားတွေကလည်းထင်ထားတာထက်ပိုကျန်လိမ့်မယ်ဆိုပြီးရှင်းပြခဲ့ဖို့တာကိုပြန်သတိရလာခဲ့ပါတယ်။ယွန်ချဲပြန်ဆင်းလာတဲ့အချိန်မှာတော့မူယုံကြီးဖန်တွေကယွန်ချဲဖန်တွေဖြစ်လာခဲ့ပြီးကွင်းတစ်ခုလုံးလည်းအားပေးတန်တွေညံနေခဲ့တယ်လို့အကြီးအကဲတွေကလည်းဒီပြိုင်ပွဲရဲ့အနိုင်ရရှိသူကိုတရားဝင်ကြေညာပေးလိုက်ပါတော့တယ်။ အခုချိန်ကနေစပြီးတော့ယွင်းချေဟာချမ်းဖုံးဆက်အိမ်တော်ရဲ့အတွင်တပည့်ဖြစ်လာခဲ့သလိုထန်းရွှန်းအဆင့်စရာတွေကမူယုံကြီးနေရာကိုလည်းရရှိသွားပြီဖြစ်တဲ့အပြင်အရင်မြစ်တိုင်းကိုလည်းလိုချင်သလိုအသုံးပြုလို့ရပြီဖြစ်ကြောင်းပြောလာခဲ့ပါတော့တယ်။ယွင်းချေဖန်တွေကလည်းယောက်ျားမန်ရင်ဓာကြီးကြီးတွေအသုံးပြုတင်တယ်ဆိုပြီးအခုချက်ချင်းပဲရေဒနာဆန်အိမ်တော်မှာလက်နက်သွားလဲကြပါတော့တယ်။ညရောက်တဲ့အချိန်မှာတော့ရွှေရုတ်ကဒံယာကုသပေးနေခဲ့သလိုယွင်းချေကလည်းမျက်နှာလေးကိုတစိမ့်စိမ့်ကြည့်နေရင်ပြိုင်ပွဲထဲမှာဒုတိခိုက်သွားတော့ကယင်ထဲမှာဘလို့ခံစားရသလဲဆိုပြီးမေးကြည့်လိုက်ပါတယ်။ ဒီစကားကြတော့ရွှေရုတ်လည်းမျက်နှာလွယ်သွားခဲလို့သူစကားမသွားခဲ့ရင်တောင်းပန်တယ်ဆိုပြီးပြောလိုက်တဲ့အခါဂရီတခုပေးနိုင်မလားဆိုပြီးရွှေရုတ်ကမေးလာခဲ့ပါတယ်။ဆရာတူမအတွက်ဆိုရင်တခုမဟုတ်ဘူးအခုတရတောင်းပေးနိုင်တယ်ဆိုပြီးပြန်ပြောလိုက်တဲ့အခါအနာဂတ်မှာဘာတွေပဲဖြစ်လာပါစေအသက်ရှင်အောင်နေထိုင်ပြီးတော့ကို့အတွက်ပဲစဉ်းစားပါဆိုပြီးရွှေရုတ်ကပြောလာခဲ့ပါတယ်။ဒီစကားကြတော့ရွှေရုတ်စီမှာလိုဝက်ချက်ကြီးတွေရှိနေလို့အခုလိုပြောနေမှန်းသိပေမဲ့စိတ်ထဲမှထားပဲဆရာတူမလိုအပ်လာချိန်မှာတော့ဒီကတိစကားကိုချွင်းချက်အဖြစ်သတ်မှတ်ပေးနိုင်မလားဆိုပြီးခါဖက်ရင်မေးလိုက်ပါတယ်။ ဒါကပိုဆိုးသေးတယ်နင်းနားမလဲပါဘူးဆိုပြီးပြောတော့ "तू နားလဲတာပေါ့တိတ်ကိုနားလဲတာပေါ့"ဆိုပြီးအနာနာတိုးရင်ချစ်တယ်နော် I love you တွေလှုပ်တော့မဲ့အချိန်မှာပဲတာသနာဖြတ်တယောက်ရောက်လာခဲ့ပါပြီ။ဒါကိုမြင်တော့တခိုးလူမိတလူမျိုးရွှေရုတ်တယောက်ပြပြတလဲဖြစ်နေရတယ်လို့ဆရာချင်းကလည်းတကားပဲပြန်ပိတ်ပေးရမလို့ပြန်ပဲထွက်သွားရတော့မလို့ဖြစ်နေခဲ့ရပါတယ်။သူ့မျက်လုံးထဲပိုးကောက်ဝင်သွားလို့ဘာမှမမြင်လိုက်ရပါဘူးဆိုပြီးပြောင်းလဲတဲ့အခါကျမှပိုပြီးရှက်သွားတဲ့ရွှေရုတ်လည်းဒီနေရာကနေအမြန်ဆုံးထွက်ပြေးသွားခဲ့ပါတော့တယ်။ တကားပြန်ပိတ်ပြီးတဲ့အခါယွင်ချစ်ကိုလည်းတဟီဟီလုံးမနေစမ်းနဲ့မင်းအခုပါလုံးနေတယ်လဲဆိုတာသိရလားဆိုပြီးမေးလိုက်ပါတယ်။သူတို့နှစ်ယောက်စလုံးကတူးကိုတူးချစ်မျက်နိုးနေကြတာဖြစ်လို့ဟုတ်တာတွေပဲလုံးနေကြတာဖြစ်တယ်လို့အခုလိုမျိုးဒေါသထွက်နေရအောင်ရှေယုတ်ကဆေးရသမီးလားဆိုပြီးမေးကြည့်လိုက်ပါတယ်။ဒီစကားကြတော့မင်းဘာမှမသိသေးပါဘူးဆိုပြီးပြောပြလာခဲ့တယ်လို့မင်းဟာထူးချွန်တဲ့ကြက်တပွင့်ဖြစ်တဲ့အပြင်အနာကမှလည်းထွန်းတောက်လာနိုင်ပေမဲ့ရှေယုတ်ရဲ့ရှူတောင်းကကြည့်ရင်တော့ဘာမှမဟုတ်သေးဘူးဆိုပြီးပြောပြလိုက်ပါတယ်။ ဒါဆိုရွှေရုတ်ကဘသူတမီမို့လို့လဲမေးတော့သူလဲပြောတင်လားမပြောတင်ဘူးလားမသိပေမဲ့အခုချိန်မှာတော့ပြောပြလိုက်တော့မယ်ဆိုပြီးရွှေရုတ်ဟာချမ်းဖုံးတော်ဝင် Empire ရဲ့တမီတော်တယောက်ဖြစ်ကြောင်းရှင်းပြလိုက်ပါတယ်။နာမည်အပြည့်စုံကလန်ရွှေရုတ်ဖြစ်တယ်လို့ဘွဲမီကတော့ချမ်းရွှဲလို့ခေါ်ကြောင်းရှင်းပြလိုက်ပြီးလက်ရှိတော်ဝင်မိသားစုရဲ့အခြေအနေကိုသိရလားဆိုပြီးမေးလိုက်တဲ့အခါစစ်ခုံးတူပြောပြထားလို့နည်းနည်းတော့သိတယ်ဆိုပြီးအကြောင်းစုံရှင်းပြခိုင်းလိုက်ပါတယ်။ ဒါဆိုသူပြောတာနားထောင် ပြီးတဲ့အခါရှေးဆက်တို့ဖို့တတိရှိရလာဆိုပြီးကိုကိုကိုအရင်ဆုံးပြန်မေးကြည့်အနာဂတ်မှာရင်ဆိုင်ရမတွေကအများကြီးပို့ဆိုးတယ်ဆိုပြီးရှေရိုးရဲ့အကြောင်းတွေနဲ့တော်ဝင်မိသားစုရဲ့အရှုပ်တော်ပုံတွေကိုရှင်းပြပေးလိုက်ပါတယ်။တော်ဝင်မိသားစုအတွက်မဟုတ်ရင်ထန်းကျန်ဆက်အိမ်တော်ကြီးနဲ့အမြဲတမ်းဆက်ဆက်ရေးကောင်းတစ်ခုထိန်းသိမ်းထားနိုင်မှာဖြစ်တယ်လို့အခုကျတော့ရှေရိုးရဲ့အဆုံးသက်ကိုမတွေးရဘူးဆိုပြီးပြောလာခဲ့ပါတယ်။ ထန်းကျက်ဆက်အိမ်တော်ဆိုတာချမ်းဖုံတိုင်းပြည်ကြီးရဲ့အစင်တမချက်တိုက်ပွဲတွေကိုကျင်းပပေးတဲ့နေရာတစ်ခုဖြစ်မှန်းသိလိုက်တာနဲ့ဆရာတို့မဘက်ကသူ့ကိုရွေးချယ်ခဲ့တာဟာသူ့ကိုသဘောကျလို့မဟုတ်ပဲသူ့ရဲ့အရေးချင်းနဲ့စွမ်းအားကြောင့်လားဆိုပြီးမေးကြည့်လိုက်ပါတယ်။ပထမဆုံးကတော့အဲ့ဒီအတိုင်းဟုတ်တယ်ဆိုပေမဲ့အခုချိန်မှာတော့မင်းကငါထက်ပိုသိနေပြီလေဆိုပြီးပြန်ဖြေလိုက်တဲ့အပြင်ဒါတွေကိုရင်ဆိုင်ရဲဖို့တတိမရှိဘူးဆိုရင်တော့ရွှေရိုးနဲ့ဝေးဝေးနေပေးပါဆိုပြီးပြောလာခဲ့ပါတယ်။ သူတို့မျှော်လင့်ထားသလိုမျိုးဖြစ်အောင်မလုပ်ပေးနိုင်ရင်ရွှေရိုးရဲ့အနာဂတ်အတွက်ပိုကောင်းတဲ့လမ်းကိုရွေးချယ်ဖို့လိုအပ်တယ်လို့ဒီလိုလို့တာကလည်းအကုန်လုံးအတွက်ပိုကောင်းပါတယ်ဆိုပြီးပြောစရာရှိတာတွေကိုပြောပြခဲ့လိုက်ပါတယ်။မဟုတ်ရင်တော့တော်ဝင်မိသားစုအပြိုင်မှုတွေကြားထဲမှာမင်းသက်လေးဆုံးရှုံးသွားနိုင်တယ်လို့သူပြောတာတွေကိုမယုံဘူးဆိုရင်ဒါတွေကိုတာကြည့်လိုက်တော့ဆိုပြီးချက်လင်းနဲ့ချန်ရှို့ဆိုတဲ့မင်းသားတွေစီကနေဖိတ်ကြားလာတဲ့ဖိတ်စာတွေကိုထုတ်ပြလာခဲ့ပါတော့တယ်။